ဘရာဇီးဗီလီယနာတရီဟောင်းအီဂီဘတ်တစ်စတာဟာအချင်းပြတ်ချဆောင်းမှုဆွဆွဲချက်တွေကိုရင်ဆိုင်ဖို့အတွက်ဘရာဇီးနိုင်ငံကိုဇန်နဝါရီလ30ရက်နေ့မှာပြန်လာကအဖမ်းခံခဲ့ပါတယ်။နယူရောမျိုးကနေလင်းရင်နဲ့ရောက်ရှိလာတဲ့ဘတ်တစ်စတာဟာဘရာဇီးရဲ့တာဝန်ရှိသူတွေကလေးစိတ်မှာစောင့်ဆိုင်းနေခဲ့ပါတယ်။အသက်60အရွယ်ရှိရေနံနဲ့တပ်ထုတင်လုပ်ငန်းရှင်ဗီလီယနာဟောင်းဘတ်တစ်စတာဟာရီယိုဒီဂျနေရိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းဆာဂျီယိုကာရယ်ကိုလက်ငွေအဖြစ်နဲ့ဒေါ်လာ16.5သန်းပေးခဲ့တယ်လို့ဆွဆွဲခံထားရတာလည်းဖြစ်ပါတယ်။ ရီယိုဒီဂျနေရိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းကပရဲဟာကမ္ဘာဖလားနဲ့အိုလံပစ်ပြိုင်ပွဲတွေကိုကျင်းပခဲ့စဉ်ကအခြေခံအဆောက်အအုံစီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့လက်ငွေရယူခဲ့တယ်ဆိုတဲ့စွဲချက်တွေနဲ့တောင်းနှံကြခံနေရပါတယ်။ Ekibastista ဟာလည်းတချိန်ကဘရာဇီးနိုင်ငံရဲ့စီးပွားရေးကိုပုံဖော်သူအဖြစ်သတ်မှတ်ခံခဲ့ရပြီးဘရာဇီးနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်ခဲ့ပါတယ်။ဘာတတမမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ဘက်တစ္စတာဟာ2012ခုနှစ်တုန်းကဘလွန်ဘတ်ရဲ့ပေါ်ပြချက်တွေအရအမေရိကန်ဒေါ်လာ34.5ဘီလီယံကျွမ်ဝတယ်လို့လည်းသိရပါဗျ။ ်လူပေါ်ကျော်ပုံစံနေထိုင်တတ်ပြီးမတီတရီနဲ့အသုံးဆွဲလက်ဖွာတဲ့ဘက်တစ္စတာဟာသမရဟောင်းလူလာလက်ထက်ကဘရာဇီးကိုစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်အောင်လှုပ်ပေးခဲ့သူလို့သတ်မှတ်ခံခဲ့ရပြီးသူ့ရဲ့ကြဆုံးမှုဟာဘရာဇီးနိုင်ငံရဲ့စီးပွားရေးကိုကမောက်ကမဖြစ်စေခဲ့ရုံသာမကသမရဟောင်းလူလာအပါအဝင်ဘရာဇီးလူချမ်းသားတွေကြားမှာအကျင့်ပြတ်ချဆမှုတွေကျိစက်ပေါ်ပေါက်လာစေခဲ့တယ်လို့သိရပါတယ်။ဘရာဇီးအမျိုးသားဖွံ့ဖြိုးရေးဘဏ်ကနေဒေါ်လာဘီလျံများစွာချင်းငွေရယူကတည်ထောင်ထားတဲ့သူ့ရဲ့စီးပွားရေးအင်ပါယာဟာအထွေထွေကုန်စည်နှုန်းတွေထိုးတက်လာခြင်းနဲ့2013ခုနှစ်မှာ သူ့ရဲ့ရေနံကုမ္ပဏီပြုတ်လဲခဲ့မှုတို့ကြောင့်ရုတ်တရက်ပြုတ်ပြတ်ခဲ့ရတာဖြစ်တယ်လို့လည်းသိရပါဗျာ။